ဟုတ်ပြီနော်အဲ့တော့ quantum လမ်းကြောင်းပြီးပြီအဲ့တော့ကိုက coin နေလဲပတ်ပြီးပြီး connection နေလဲတခြားလုပ်ပြီးပြီး connection အလုံး okay တယ်နော် connection ရလဲ okay တယ်ပြီးရင် leader demo ရဲ့အပတ်ကြီးပေါ့နော်ပြောချင်တာကအပတ်ကြီးအပတ်ကြီးရလဲအဆင်ပြေတယ်ပြဿနာမရှိဘူးကိုမထားတဲ့အတိုင်းပဲကိုပတ်ထားတယ်အပတ်ကြီးဒါနဲလုံးသွားလို့လည်းမရဘူးဒါအကြီးများလို့လည်းမရဘူးသူ့မူရင်းတယ်ဒါလေးကိုပြောချင်တာ နော်ပုံတင်ဒီဖော်မြူလာနဲ့တွက်လိုက်မယ်ဆိုရင်တောင်မှဒိုင်နမိုတွေကကုမ္ပဏီတစ်ခုနဲ့တစ်ခုကတချို့ဟာတွေကမတူဘူးဒါတည်းရှိသေးတယ်အဲ့တော့ကိုကစဖြုတ်ပြီးအတေချာကြည့်အဲ့တော့ဘလို့မှအဆင်မပြေတော့မှကျွန်တော်တို့ဒီပုံတင်ဒီနဲ့လိုက်တွက်ရတာနော်ပုံတင်ငယ်တွက်တဲ့အပိုက်ကြီးဘလို့ပတ်ရမယ်ဆိုတော့တွက်ရတာအဲ့တော့ဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကကျတော့ဒီ short line ရှိရဲ့ဆင်ရမှာပေါ့နော်အဲ့တော့ဒီ short မှာတစ်ချက်ပြောမယ်နော်အရင်လည်းပြောဘူးတယ် sh s h o c k short ရဲ့ s h o r t short ရဲ့အဲ့တော့ ဒီ short ကကြတော့ဘာဖြစ်လဲဆိုတော့ဓာတ်လိုက်တာဒါဒီကောင်ကကြတော့ကွန်ပေါက်တာကျွေးရတယ် short ပူးတာပေါ့နော်အဲ့တော့ဒီ short line ကိုတစ်ချက်စစ်ရမယ်ပေါ့နော်ကွန်နေ starting ကွန်နဲ့ဒီ running ကွန်ရဆက်တွယ်နေတလားเนาะဘာမှမချိဆက်ရသေးဘူးเนาะဘာမှမချိဆက်ရဒီမှာဆက်တွယ်နေရင်မရသေးဘူးเนาะဒါဆိုရင်ကွန်ပေါက်ပြီးပေါက်ပြီးတော့ပူးလာနောက်တစ်ခုကဒီ starting ကွန်နဲ့ running ကွန်ရ body နဲ့ပြောရရင် dynamo ရဲ့ကိုးပြားတွေနဲ့เนาะကွန်ပေါက်ကွန်ရထည့်လိုက်တဲ့ညမှာပေါက်ပြီး ထိသွားတာထိသွားတဲ့အချိန်မှာ body နဲ့ short ဖြစ်နေတာ short ကြတာအဲဒါမျိုးကြီးလည်းမရှိတော့ okay ပြီဆိုရင်သူကဒီ condition ဘိုင်းအောင်တစ်ချက်ပြန်သွားရအောင်အရင်ကလည်းတင်ကားစာမှာပြောပြတင်ကားစာ၄မှာထင်တယ်နော်အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဒါ two pool ပေါ့နော် two pool ထားအဲဒီမှာချိတ်ဆက်ထားပြီဒါအစတွေအဆုံးနေမပြောတော့ဘူးနော်ဒါရေးပေးထားလိုက်မယ်အစအဆုံးအစ ုံအဲ့တော့ဒီမှာအဆုံးနဲ့အဆုံးကိုဆက်လိုက်မယ်ဟုတ်ပါဟုတ်ပြီเนาะဆက်လိုက်ပြီဆက်လိုက်ပြီးရင်ဒီမှာနှစ်ဆကြံမယ်လေเนาะအဲ့တော့ဒီကောင်ကပါလဲဆိုရင်ပြောရရင် running coin ပေါ့เนาะ running coin မှာဒါလည်း running coin မှာပဲ running coin ရဲ့အစနဲ့အဆုံးပေါ့လीเนาะပြောရရင် u1 u2 okay အဲ့တော့ဒီ starting coin မှာလည်းအတိုင်းပဲပြန်ကြံမယ်เนาะအစ ะအဆုံးပေါ့နော်အဲ့တော့သူ့လည်းဒီအဆုံးကိုယူလိုက်မယ်ဆိုရင်ဒီလိုချိတ်ဆက်လိုက်တော့မယ်နော်ဒီကနေပဲဆက်ဆက်လိုက်တော့မယ်ဆက်ပြီးရင်ဒီကအဆုံးအဆုံးအစအစနော်အစအစဒါမှမဟုတ်အဆုံးအဆုံးဒါကကိုဆက်ထုတ်ကြရတဲ့တရားကြည့်မော်တာတွေနော်အဲ့မော်တာကဘယ်လိုချိတ်ဆက်ထားရလဲနော်အစနဲ့အဆုံးချိတ်ထားရလားနော်ဒါမှမဟုတ်အစအစအဆုံးအဆုံးချိတ်ထားတယ်ဒါပေမဲ့များတော့အပြင်းတူရတူရနော်နှစ်နှစ်ချင်းတူရတူရဆက်တာများပါတယ် ဲ့တော့ဟုတ်ပြီဒီမှာကြည့်လိုက်ရအောင်အဲဒီပုံစံလေးဖြစ်သွားရပါတော့အဲ့တော့ဒီကောင်က v1 ဒီကောင်က v2 ပြောရရင်တော့ဒါ starting coin ပေါ့နော် s1 s2 ဟုတ်ပြီအဲ့လိုမျိုးခွေထားမှာနော်ဘလို့ခွေထားတဲ့ပုံစံမှာဆိုရင်ဒီမှာ running coin နှစ်စနော် running coin နှစ်စဒီ motor ကြီးပေါ့နော်ဒီ motor sorry ပုံစံရတယ်တော်တာအဲ့တော့ လို့ထွက်လာမှာနော်တူပါတူဘယ်နာကပဲထုတ်လို့ဒါချီပြီလေတူပါတူကတော့အပေါက်ကနေထွက်လာတော့မဟုတ်တယ်မဟုတ်လား running point ညီထွက်လာမယ်လို့ရရင် u1 u2 ထွက်လာမယ်ပြီးရင် starting point နဲ့ထွက်လာမယ်အဲ v1 v2 ထားနော် starting point ဒါအဲ့ဒါလေးကိုချိန်ဆက်တော့မယ်ဆိုရင်တချို့တွေမှာတဲ့ဥပမာဒီဒီကောင်ယူလိုက်မယ်ဟုတ်နော်ဒီကောင်ယူလိုက်မယ်ယူပြီးတော့ဒီနဲ့စကိုပေါင်းလိုက်တယ်โอเคမီဂျိုတချို့ရပြီ ဲ့တော့နောက်တစ်ခုကြံနေတယ်နော်နောက်တစ်ခုကြံနေတယ်ဒီကောင်ကဆိုတော့ capacitor မပါဘူးပေါ့နော် capacitor မျိုးစားမဟုတ်ဘူးအဲ့မှာသူကဘာမျိုးစားလဲဆိုရင် switch clock အမျိုးစား clock လေးပါတယ်နော်ပြီးရင် governor လေးက clock လေးကိုထိထားမယ်ဖိထားမယ်ပေါ့နော် governor လေးက clock လေးကိုဖိပြီးတော့ဒီလမ်းကြောင်းကိုထိထားမယ်နောက်ပြီးရင်ဒါမျိုးတွားတယ်ဒီမှာလည်းမိစားတစားရရဒါ AC နဆပေါ့နော်အဲ့ဒီမှာမီးပြလိုက်ပြီဆိုရင်ဒီမော်တာကိုအစလဲပြီလဲပြီဆိုရင်ဒီကမော်တာရဲ့ တုံးဆက်ကန့်ဒါမှမဟုတ်ရင်မော်တာရဲ့80 85ရခိုင်နှုန်းစွမ်းဆောင်ရည်လေပတ်မှုရတာနဲ့သူကဒီကာဗနာလေးကနောက်လေးကိုစုပ်ပေါ်တဲ့အချိန်မှာဒီကလုတ်မောင်းတန်လေးရကွာတော့တယ်ဒါမှမဟုတ်မောင်းတန်ကိုခွာပေးလိုက်တယ်နော်အဲ့ဒီမှာဒီကာဗနာလေးကစုပ်နေတဲ့အချိန်မှာတချို့ဘက်တွေလှည့်လိုက်တဲ့အချိန်မှာမထိကာဗနာနဲ့မောင်းတန်ကိုမထိမဖိထားတော့တဲ့အချိန်ဒီမှာဆိုရင်ဒီဆွက်ကကွာနေတာမျိုးရှိဒါဆိုရင်မော်တာမလည်နိုင်တာဒါမျိုးဖြစ်တဲ့ဒါဒီကာဗနာနဲ့ခလုတ်ရပစ်ချက်ပေါ့နော်ဒါကတော့တမျိုးပေါ့နော် ဟုတ်ပြီနောက်တစ်ခါကြာတော့နော်မော်တာတွေကနေထွက်လာတယ်ကွာတော့ထားပါသလိုလွယ်တော့တော့ဒါမျိုးထုတ်လိုက်တော့မယ်နော်အဲ့တော့အဲ့တော့ဒီကောင်က starting coil ဒီကောင်က running coil ပြောရရင် u1 u2 v1 v2 လာနေတာအဲ့တော့အဲ့လိုလာပြီဆိုရင်ဒီကောင်ကကဲတစ်ဖက်ကတော့ခြေလိုက်တော့ဒါကကွန်မွန်စနော်ပုံစနောက်တစ်ခုကိုပြန်သွားမယ်ဆိုရင် ဒီမှာဒါမီးပြီးတော့မဲ့နေရာရှိတယ်เนาะဒီကောက်မှာဘာလာလဲဆိုရင် starting capacitor လို့ခေါ်တယ်အဲကောင်လေးလာတယ်เนาะ starting capacitor လာတယ်ဒီ capacitor running capacitor starting capacitor ဘယ်လိုခွဲရမလဲဆိုတာအရင်တင်ခန်းစာမှာပြောပြီးရေเนาะဟုတ်ပြီပြီးရင်ဒီမှာဘာပါမလဲ switch ကလေးခလုတ်ကလေးနဲ့ကာဗနာလေးလာမယ် နော်ထားထားပြောရရင်တော့ switch အဲ CPU ရကျဲ switch ပေါ့နော်အကောင်လာမယ်အကောင်ကဒီကိုတွားတယ်အဲ့ချိန်မှာဒီကောင်ကမီးပြလိုက်တယ်မီးပြလိုက်တဲ့အချိန်မှာ motor ကဒီ capacitor starting capacitor ခံထားတဲ့အတွက်ရုံအားဆဆလေအားကောင်းတယ်ပေါ့လေနော်ဆဆလေအားကောင်းတယ်အဲ့ချိန်မှာဒီ motor ရဲ့အတူတူပဲနော်၃စက္ကန့်လောက်ပဲဒီကောင်ကအလုပ်လုပ်တယ်ပြောရရင်စက္ကန့်30အထိပဲဒီကောင်ကအခြေအနေကောင်းလာနော်ဒီ starting capacitor ကြာရေရှည်မကောင်းရေရှည်အလုံးမလုပ်ဘူးဒီ motor ဆလေဘူးတော့ပဲလုပ်လုပ်တာအချိန်တိုင်းမလုပ်ဘူး နောက်တစ်ခုကကြတော့ဒီကောင်ကို capacitor step motor လို့ခေါ်တယ် capacitor နဲ့စနိုးတဲ့ကောင်နောက်တစ်ခုထပ်ထွက်မယ်ဒီမှာ running coil နဆဒီမှာက starting coil နဆ u1 u2 ထားနော် u1 u2 ထားဒါသူ starting coil အဲ့ဒီမှာဘာပြန်လာမလဲဆိုရင်ဒီကောင်ကတော့တစ်ဖက်ကိုကုမွန်စပေးထားမယ်နော်ဒါ AC ဝင်မိတဂျိုးနောက်တဂျိုးကလည်းဒီမှာလည်း AC မျိုးဝင်တော့မှာ ဲ့တော့ဒီကောင်မှကျတော့ဗာပြန်လာလဲဆိုရင်နော်အဲ running capacitor ပေါ့နော် running running capacitor လေးလာမယ်ပြီးရင်ဒီ starting capacitor ဒါမှမဟုတ်ရင် switch ခလုတ်ပေါ့နော်ထားဒီမှာ starting capacitor ပြန်လာမယ်အဲ့ဒါပြီးရင်ဒီမှာ switch ကလေးလာမယ်နော် switch ကလေးလာမယ်အဲ့ကောင်ကဒီကိုတွားတယ်ဒီမှာတစ်ချက်ကြည့်ရမယ်ဒီနေရာမှာ ဒီလိုမျိုးပြန်လာတယ်ဒီ running capacitor ရဲ့ရှေ့မှာဘာလို့လဲဆိုတော့ဒီ switch ပြုတ်ရင်ဒီလိုမျိုးတွားထားမယ်ဆိုရင်ဒီ running capacitor line မှာပြုတ်ခေါ်သွားမှာเนาะဒါကြောင့်မို့လို့ running capacitor ကိုမရနိုင်တခါလေးယူဒီလိုယူတယ်အဲ့ခါမှာ motor စနိုးဖို့အတွက် starting capacitor အလုပ်လုပ်တယ် motor စလေပြီးဆိုတဲ့ governor switch ကကွာပြီးတော့ starting capacitor အလုပ်မလုပ်တော့ဘူး running capacitor တော့ဆက်ပြီးတော့အလုပ်လုပ်နေသေးတယ်ဒါက capacitor start capacitor running motor နောက်ခုတစ်ချက်ကြည့်မယ်အာ running coil ဒီကောင်မာစတာတင်းကွာရှိမယ်အဲ့တော့ running coin နဲ့ static coin တစ်ဖက်ပူးမယ်ဒါက AC မျိုးဝင်မယ်တစားနောက်တစားကိုပြန်ကြည့်မယ်ဒါကလည်း AC မျိုးဝင်မယ်တစားဒီကောင်ကကျတော့ capacitor running motor အဲ့တော့ဒီကောင်မှာဘာပါလဲဆိုရင် running capacitor လीလာတာနော် running capacitor လာမယ်ပြီးရင်အမျိုးတွဲလိုက်တယ်ပေါ့နော်အဲ့ဒီအစရိပြရဲ့ switch တော့မပါတော့ဒီ capacitor ကအမြဲတမ်းအလုပ်လုပ်တယ်နော် running capacitor ကအမြဲတမ်းအလုပ်လုပ်တယ် thank you